ထည့်နေတာဖြင့်အကြဖက်မီရဲ့ရေးချင်တာရှောက်ရေးနေတာတွေကိုခမားတို့လူလူကယုံတယ်ခမားတို့အုံနောက်တွေကအဲ့လောက်နဲ့လက်ခံထားတယ်ဆိုခမားတို့အုံနောက်အကန့်တွေကတော်တော်လေးတော့ပြင်ဖို့လိုပြီခမားအုံနောက်အခန်းတွေဘယ်လောက်ပြက်နေလဲခမားတို့စဉ်းစားကြည့်ပြီနော်အမုံတရားကြောင့်ခမားတို့ရဲ့အုံနောက်အခန်းတွေဘယ်နှခန်းတော့ပြက်သွားလဲခမားတို့စဉ်းစားကြည့်တယ်မုံတရားရဲ့တိတ်ကြီးလုံးတဲ့ကကိုအုံနောက်တွေကပုံမှန်အလုံးလို့တော့အခန်းတွေဘယ်နှခန်းပြက်သွားလဲဆိုတော့စဉ်းစားကြည့်ဦးတခါကျပြန်ပြီးကိုအုံနောက်ကိုအင်ဒီကေတာတစ်ခုနဲ့တိုင်းကြည့်ဦးပေးတယ်တစ်ခုနဲ့တိုင်းကြည့်လိုက်ငါအုံနောက်အခန်းတွေဘယ်နှခန်းပြက်သွားပြီလို့ငါအမုံတရားကြည့်လုံးတော့ငါအုံနောက်အခန်းတွေဘယ်နှခန်းတော့ပြက်သွားပြီလဲမသိဘူးပြန်တိုင်းကြည့်ဖို့တယ်တကယ်ပါငါပြန်တိုင်းကြည့်တယ်အခုအဲ့ဒီအရာတွေကလုံးဝဖယ်ခိုင်းတာမရှိသေးဘူး ဖယ်လဲမဖယ်ခိုင်းဘူးလောလောဆယ်လှုပ်ထားတယ်ဒါပေမဲ့အချိန်တစ်ခုရောက်ရင်တသလုံးတော့ထားလို့မရတဲ့အတွက်အချိန်တစ်ခုရောက်ရင်သူတို့ကိုနေရာကောင်းတဲ့နေရာတစ်ခုရွှေ့ပေးရလိမ့်မယ်အဲ့ဒါလုပ်ကိုလုပ်ရမယ့်အဲ့ဒါကိုခွဲမပြောဘဲနဲ့ရောချပြီးတော့လူတွေမောင်းရင်ပြီးရောဆိုပြီးနိုင်ငံရေးအရာပုတ်ချဖို့နိုင်ငံရေးအရာထိုးနှက်ဖို့ရွေးချယ်ရှိအချမ်းဖက်မီဒီယာတွေကလှုပ်ကြတာကိုခမတို့ကယုံကြတယ်ဆိုရင်တော့ခမတို့အုံတော်အကန့်တွေတော်တော်ပြတ်သွားပြီလို့ပြောခြင်းပဲစိတ်မကောင်းခမတို့အုံတော်ခိုင်းရင်တော်တော်ပြတ်သွားတယ်အကန့်တွေတော့ပြတ်သွားတာစိတ်မကောင်းဘူးနော်အဲ့တော့အဲ့ဒါလေးကကြုံလို့မန်လေးကစားပြောတာပြောရသေးတယ်ဆရာတော်လည်းဒီနေ့လှမ်းတောင်းမှတ်ပါလေဟိုရက်ကကျွန်တော် ရှင်သာဓိကနဲ့ရှင်သိကိနနဲ့တော်တော်မှားပြောတယ်အဲ့တော့ဘာပြောကျွန်တော်တပည့်တော်တောင်းပန်ပါတယ်ဆရာတော်ကိုလည်းလေးရည်လာပြီးတော့ဆရာတော်ရှင်သိကိနပါ